အားလုံးပဲမင်္ဂလာပါမယ်ဒီ YouTube channel ကနေအားလုံးကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့မယ်ဆာအွန်လိုင်းတင်နေတဲ့ Evin စခနေရဲ့တင်းငင်းနေနေပေါ့ဗျာဒီ9နိုင်ခွေးမှာဆိုရင် Premier လေးပွဲစီ3စီးလေးဖြစ်ဘုံမော်ရဲ့အိမ်ခွေးမှာကျွန်တော်တို့ကစားဖို့ရှိနေတယ်ဆိုတော့အဲ့ဒီပွဲစီနဲ့ပတ်သက်ပြီးတော့ဘုံမော်ရဲ့အခြေအနေပေါ့ဗျာကိုယ်ယူနေတဲ့တဲ့အခြေအနေကိုပွဲကျသူတွေချက်အနေနဲ့ဆွေးနွေးသွားအောင်စာတမတို့အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါ ဆိုတော့ကျွန်တော်ပွေးကျသူတဲ့ချက်ကိုမပြောခင်ကျွန်တော်တို့ရဲ့တိုက်စီမှာကစားနေတဲ့အာမက်ဒီယာလို့နဲ့ပတ်သက်ပြီးတော့ every ကျွန်တော်တို့တက်လာတဲ့သတင်းရှိတဲ့အဲ့ဒါကဘာလဲဆိုရင်အာမက်ဒီယာလို့အနေနဲ့ကျွန်တော်တို့ယူပါလဲမတိုက်ခင်ကစားဖို့အခြေအနေတခုဟိုသူရဲ့တန်ရာပြဿနာကကောင်းမွန်နေတယ်ဆိုပြီးတော့ကျွန်တော်တို့သိရှိထားရတယ်ကစားသမားဖြစ်သူကလည်းပဲတူကြီး training ဆင်းနေတာရှိတဲ့အတွက်ကျွန်တော်တို့ဒါ every တက်လာတာပေါ့ဗျာဆိုတော့စာသမားတို့ရဲ့အာမက်ဒီယာလို့အနေနဲ့ယူပါလဲကျွန်တော်တို့စီမီဖိုင်နဲ့ ပူပီပါအောင်နဲ့ပွေးစီမှာပါဝင်လာနိုင်မလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာအခုလက်တလောထွက်ပေါ်နေတဲ့တည်င်းအရာဆိုရင်အာမေဒီယာလောကတကိတ်ကိုသူရဲ့တည်င်းကကောင်းမွန်နေတဲ့စာသမားတွေဒါကကျွန်တော်တို့မေဆောင်နေတဲ့ပရိသတ်တွေအတွက်ကိုမျောလင်းစီရမျောလင်းချက်တခုတော့ပြန်ရလာပြီပေါ့ဗျာအတင်းရေးတိုက်စစ်မှာအားထားရတဲ့အာမေဒီယာလောကကျွန်တော်တို့မကြခင်မှာအတင်းနဲ့တူတူပြန်ပြီးတော့ပွေးထည့်လာမယ်ဆိုပြီးတော့ကျွန်တော်တို့တည်ကြည်ထားရတယ်ဆိုတော့ကျွန်တော်တို့ပရီးမီးယားလိအနေထားကိုကြည့်လို့ရှိလက်ချီဘူမာဆိုပြီးပရီးမီးယားလိမှာ33ပွဲကစားထားတဲ့ သူတို့အတင်းနေတဲ့73ဘွေနိုင်ထားတဲ့စေဘွေတည်နေစေဘွေပဲသူတို့ရှုံတာပြီးတော့ရမယ်40ကိုမယ်နဲ့အစင်းရှိမှသူတို့ရက်တည်နေတော့ဗျာဒါကဒီရတီဘုံမအောင်နေနဲ့ကောင်းမွန်နေဆက်ဆော်ရတခုပိုင်ဆိုင်ထားလို့ကျွန်တော်တို့ပြောလို့ရတယ်ကိုရီးအတင်းနဲ့ချင်းချင်းလိုက်ရင်တော့သူတို့ကတကိကိုတောင်းလည်မှုရှိရင်တော့ဗျာဆိုတော့ကျွန်တော်တို့ဒီနှစ်သိန်းထိုက်တိုက်တွေ့ခဲ့တဲ့ဘွေးစီ၃ဘွေကိုကျွန်တော်တို့ကြည့်ရလို့ချင်းနှစ်ဘွေရှုံးတဘွေတည်ကြပြီးတော့ဒီရတီပရီးမီးယားလေးဘွေးစီ၁၆မှာ ျွန်တော်တို့က Z3 နဲ့ကိုရင်အင်ကွေးမှာ5ပြည့်ရှုံးတာတွေနောက်ပြီးတော့ကျွန်တော်တို့ဒီ Hoover အသင်းအသင်းနဲ့ပြီးခဲ့တဲ့ပွဲစီမှာဆိုရင်လည်းပဲအဝေးကွင်းလေးကျွန်တော်တို့ရှုံးတယ်အင်ကွေး Ultra ပုံမှာလည်း Z1 နဲ့ကျွန်တော်ရှုံးတာတဲ့အနေအထားတစ်ခုမှဆိုရင်အသင်းအတွက်ဘလို့မှအားရကျင်းနေစရာရှိမနေဘူးဒါကြောင့်ဒီနေ့ပွဲရလည်းပဲကျွန်တော်တို့ဟိုနိုင်ဖို့မပြောနဲ့တရေမပြောနဲ့ရှုံးမှုဘက်ကိုအများကြီးကျွန်တော်ချိနေတယ်ဒါကိုသိဖို့မယုံကြည်လို့ပြောတာမဟုတ်ဘူး လက်ရှိကိုရီအသင်းအနေနဲ့အဖက်ဖက်ကချင်ကြရလို့ရှိရင်အထူးသဖြင့်ပရီးမီးယားလိမ့်မှာဆိုရင်တကယ်ကိုရလဲစိုးရနေတဲ့ယာတီတစ်ခုဖြစ်တယ်။33ဘေးကစားပြီးရှင်မှာအဆင့်14မှာနော်ဘူဘိုင်တန်နဲ့ကျွန်တော်ရှားမဲ့တူတွေဂိုးကွာချခြင်းနဲ့ကျွန်တော်ဆေးလေးမှာရှိနေတာဒီနေ့ပွေးစဉ်ကိုရှုံးကြည့်လို့ရှိရင်တော့အသင်းအနေနဲ့15 16တောင်ရောက်မလားမသိဘူး။ဆိုတော့အသင်းကြောင့်ပြောလို့ရှိရင်ပေါ့ဗျာဘလို့မကိုအားရကျင်တဲ့စရာကြားလဲကျွန်တော်ရှိမနေပါဘူး။ တကယ်ကိုစိတ်ပြည့်စရာဒီနေ့ကျွန်တော်တို့ကြုံတွေ့နေရတယ်ဆိုတော့သူတို့အသိနေနေပေါ့ဗျာပရီးမီးယားလေး30 3ခွေးမှာဆိုရင်အိမ်ခွေး16ခွေးကစားထားတယ်9ခွေးနိုင်ထားတယ်3ခွေးတည်နေလျှောက်ခွေးရှုံပြီးတော့သူတို့တိုက်စီဘိုင်းမှာဆိုရင်ဂိုး20ရထားတယ်ခန်စီဘိုင်းမှာ14ခုသာပေးထားရပြီးတော့အိမ်ခွေးရမယ်ကသူတို့အသိနေနေ24မဲ့ကိုသူတို့ပိုင်ဆိုင်ထားတယ်ဗျာအခွေးခွေး16ခွေးမှာဆိုရင်လည်းပဲ6ခွေးနိုင်ထားတယ်9ခွေးတည်နေသူတို့4ခွေးသာရှုံပြီးတော့တိုက်စီက32ခုအထိရထားတယ် ခဲစစ်က26ကိုသူတို့ပေးထားရတယ်အဝေးကွင်းရမယ့်ကိုကြားလို့ရှိရင်သူတို့25မက်ထိရထားတာပေါ့ဗျာဆိုတော့ဒီခြေနေတစ်ခုကဘုံမောင်းအနေနဲ့ဒီရတီမှာတကိကိုတင်ညီနဲ့ခြေစင်းကောက်တစ်ခုလို့ပြောလို့ရတယ်အလက်ချီသူတို့စူးစူးပေါင်းတိုက်စစ်မှာဆိုရင်52ကိုရထားတယ်ခဲစစ်ပိုင်းမှာဆိုရင်ဦးလေးစင်သူတို့ပေးထားရတာပေါ့ဗျာတိုက်စစ်နဲ့ခဲစစ်ကြမှာသူတို့တိုက်စစ်ပိုင်းကောက်ဆို12ကိုတောင်တားတယ်ဆိုတော့ကိုရီးယားအသင်းနဲ့ချင်းချင်းလဲလို့ချင်းတော့အဖက်ဘက်ကကိုရီးယားနဲ့အသင်းကအားနည်းစရာတွေအများကြီးပါစာသမားတို့ရဲ့ သူတို့အသိနဲ့ပေါ့ဗျာနောက်ဆုံး၅ပွဲမှာဆိုရင်လည်းပဲတပွေးနိုင်ထားတယ်ပွေးတင်နဲ့နှစ်ပွေးရှုံးထားတဲ့ရလဲတကူသူတို့ထုတ်ပေါ်ထားတာပေါ့ဗျာဆိုတော့ဒါကဘုံပေါင်းရဲ့ပြီးခဲ့တဲ့ကစားခဲ့တဲ့အနေထားတွေပေါ့ဗျာအဖက်ဖက်ကချင်းကျဲလို့ရှိရင်မဆောင်တဲ့အသင်းအတက်ကတော့ဘုံမောက်ကိုလူမောက်ကိုချင်းဖို့မလိုပါဘူးဒီရတီကဘုံမောက်တဲ့ကောင်းမွန်တဲ့ရတီတကူလို့ပြောလို့ရတယ်မတက်တိုင်းသူတို့ကယူပါလိကိုတောင်ဝင်ဖို့အတွက်ကိုမှဲလို့ရသေးတယ်ကိုရီးယားအသင်းအနေနဲ့က ယူပါလိမ့်မပြောနဲ့ရှင်ပြန်လိမ့်မပြောနဲ့ဘာကူမောက်ကိုဟိုမဲလို့မရတော့တဲ့ပုံစံမှာရှိနေတယ်အဲကင်ကောင်းတဲ့တစ်ချက်ကတော့ယူပါလိမ့်မှာအချင်းကြီးကောင်းနေတယ်ရှုံးမွေးမရှိသေးတဲ့အနေထားမှာဆိုရင်ယူပါလိမ့်တစ်ခုပဲကြောင့်လို့ရှိတော့တဲ့စာသမားတို့ရဲ့တစ်ချက်ကုန်တစ်ချက်ပြန်နေပေါ့ဗျာဆိုတော့ဘုံမောက်အနေနဲ့ပေါ့ဗျာ United နဲ့ကစားပြီးလို့ချင်းကျွန်တော်တို့မေ3ရက်တနင်္ဂနွေနေ့17ရက်နေ့မှာဆိုရင်အာဆင်နယ်ကိုအဝေးဝေးကစားဖို့ရှိတယ်ပြီးလို့ချင်းကျွန်တော်10ရက်စနေနေ့17ရက်နေ့မှာဆိုရင် SMB လောက်ကိုအဝေးကင်းထည့်ရင်ဆက်ရောက်ဖို့ရှိနေတယ်လို့19ရက်နေ့တနင်္လာနေ့7နာရီခွဲမှာဆိုရင် Manchester City ကိုအဝေးကင်းထည့်ရင်ဆက်ရောက်မှာဆိုတော့ပုံမအနေနဲ့ကောက်ဖို့ဗျာလာမယ့်ပွဲစဉ်တွေမှာဆိုရင်အဝေးကင်းချေး၃ပွဲစလုံးကစားဖို့ရှိနေတဲ့အတွက်သူတို့အသင်းအတွက်ကတော့လာမယ့်ပွဲစဉ်တွေကမလွယ်ကူပါဘူးစာသမားတို့ဆိုတော့တဖက်အသင်းကတကယ့်ကိုကောင်းတဲ့ performance တစ်ခုပိုင်ဆိုင်ထားလို့လို့ကျွန်တော်ပြောလို့ရမှာလက်ရှိကိုရီအသင်းအနေနဲ့ကတော့ဗျာ TRT Premier League အနေထားမှာဆိုရင် ပြီးဆုံးတော့ပြီလို့ကျွန်တော်ပြောလို့ရတယ်။ဘာပြောလဲဆိုတော့ကျွန်တော်ခုနပြောသလိုပါပဲချန်ပီယံလိမပြောနဲ့ယူပါလိတောင်ဒီပရီးမီးယားလိခြေစဲအနေထားနဲ့ဆိုရင်လုံးဝဝင်ဖို့အနေထားမရှိတော့ဘူး။အာယူပါလိကနေပြီးတော့ကျွန်တော်တို့ချန်ပီယံလိဝင်ဖို့အတွက်ကိုပဲအားထုတ်ရတော့မှာပေါ့ဗျာ။ပြီးလို့ချင်းကိုတင့်နေတဲ့နိုင်ငံတကာပွဲစဉ်တွေအပြီးမှာဆိုရင်ကစားခဲ့တဲ့ပွဲစဉ်တွေမှာအားရကျင်တဲ့ဆရာတိတ်ချီတဲ့ပုံစံမှာကျွန်တော်မတွေ့ရဘူး။19နဲ့ပွဲစဉ်ကို ကင်ကောက်ထောင်းမစုံနဲ့ကစားသမားတွေနောက်ဆုံးမိနစ်တွေဂိုးတွေကြောင်းနိုင်ရတယ်လို့ပြောလို့ရမှာနယူကစီကိုကျွန်တော်4-1နဲ့ရှုံးတယ်ပြီးလို့ချင်းလိုင်ယန်ကို5-4နဲ့ကော်တာဖိုင်နယ်ယူပါလိမ့်မှာဒါဒုတိယကြောမှာနိုင်ထားတယ်ပြီးလို့ချင်းဥပိုင်တကိုပရီးမီးယားလိပွဲစီ33မှာဇီဝဲနဲ့ကိုရီအိုထရပ်မှာရှက်တကွေးအကျိုးနေနဲ့ရှုံးထားကြလို့အသင်းရဲ့ခြေစွမ်းပိုက်ကလုံးဝကိုပရီးမီးယားလိမှာအားရကျင်နေစရာရှိမနေပါဘူးဆိုတော့ ကျွန်တော်ပရီးမီးယားလည်းအနေထားကိုကြည့်ကြရလို့ရှိလည်းပဲ33ပွဲကစားရတဲ့ဆေးပွေးနိုင်ထားတဲ့10ပွေးတရင်နဲ့15ပွေးတိမဲဆောင်နေတဲ့အတင်းကရှုံးတာပြီးတော့ရမယ်30ချင်းပဲနဲ့အဆင်14မှာကျွန်တော်ရှိနေတာပေါ့ဗျာအဒီယာဒီပရီးမီးယားလိမ့်မှာဆိုရင်ပေါ့ဗျာလုံးဝကိုစုပ်ပြက်တဲ့ရာလဲတစ်ခုဖြစ်တယ်လို့အခိုင်အမာကျွန်တော်ပြောလို့ရတယ်အင်္ဂွင်းအဝေးခွင်းအနေထားကိုကြည့်ရလဲအင်္ဂွင်း16ပွေးမှာဆိုရင်ကျွန်တော်6ပွေးနိုင်ထားတဲ့3ပွေးတရင်နဲ့10ပွေးတိရှုံးပြီးတော့အင်္ဂွင်းတိုက်စစ်က20တကိုရတာတဲ့ ခဲစစ်ကကျွန်တော်26ကိုဒီပေးထားရပြီးတော့အိမ်ကွင်းရမက21မဲပဲပိုင်ဆိုင်ရတဲ့စာသမားတို့တိုက်စစ်က21ကိုနဲ့ရမက21မဲဘလောက်တောင်ရည်စရာကောင်းလေဆိုတော့အဝေးကွင်း16ပွဲမှာဆိုရင်လည်းပဲ၄ပွဲနိုင်တဲ့၅ပွဲတည်ရင်နဲ့9ပွဲရှုံးပြီးတော့တိုက်စစ်က18ကိုရတယ်ခဲစစ်က9နှစ်စီတီကျွန်တော်ပေးထားရတယ်အဝေးကွင်းရမက18ပဲပဲစာသမားတို့ဆိုတော့ဒါကိုကြည့်ရလို့ချင်းဘုံပေါင်းနဲ့အခုရင်ဆိုင်ရမယ့်အနေအထားတစ်ခုရာ ကျွန်တော်ဘလို့မှမမဲရတော့ဘူးဘာဖြစ်လို့ဆိုတော့လက်ရှိဘုံမောင်းအနေထားမှဆိုရင်ကျွန်တော်တို့မေဆာအောင်တဲ့တင်းနဲ့အဝေးကွေးအိမ်ကွေးချင်းချင်းမလားရှားကိုပေးကိုချင်းချင်းမလားတိုက်စစ်ဘိုင်းကဘလို့အနေထားချင်းချင်းမလဲဒါတွေကအပြည့်အစုံကိုဘုံမောင်းကအနိုင်ရထားတယ်ဆိုတော့ဒီလိုမျိုးပုံစံတွေမှာဆိုရင်ကိုတင်ဘက်ကအခုဘုံမောင်းကိုအဝေးကွေးထက်ကစားရမယ်ကိုရင်းအိမ်ကွေးမှာလည်းအချက်တကွေးအကျိုးအနေနဲ့ရှုံတာခဲ့တယ်ဆိုတော့ဘူပါအတင်းနဲ့ပွေးစီနှုံးကလို့မဖြစ်ဖို့လိုတယ် ဘလောက်တောင်အသင်းဘက်ကဒီပရီးမီးယားလိအနေနဲ့တကုတ်မှာအားရကျင်နေစရာလုံးဝရှိမနေတဲ့ပုံစံအရာဆိုရင်မလေးကူပါဘူးဆိုတော့မန်ဆာအောင်နည်းနည်းအသိနေနေပါဗျာစူးစူးပေါက်တိုက်စစ်ဘက်ကိုကြည့်ရလို့ချင်း38ကိုရတာတဲ့ခဲစစ်ဘက်က46ကိုကျွန်တော်တို့ပေးထားရတာပေါ့ဗျာဆိုတော့အသိအနေနဲ့အဒီပွေးပြလို့ချင်းလေလာမဲပွေးစဉ်တွေကမလွယ်ကူပါဘူး။ဘာဖြစ်လို့ဆိုတော့မန်ဆာအောင်နဲ့တဲ့အစ်နေတဲ့ဒီဂျာတဲ့မှာဘုံမောင်းနဲ့ကစားပြီးပြီဆိုရင်3-5ရက်လောက်နားဖို့ရှိနေတယ်။ ဒါကကိုရီးယားအသင်းတက်ကိုအနာရမယ့်အနေအထားတစ်ခုပေါ့ဘာဖြစ်လို့ဆိုတော့ကျွန်တော်ဒီပွဲပြီးလို့ချင်းမေ၂ရက်တောက်ကြနေတနိုင်ခွင်းမှာဆိုရင် UU ပါလေစီမီဖိုင်နေပထမအကြော်ဖြစ် Viva ကိုအသွင်းကိုအဝေးဝင်းကစားဖို့ရှိတယ်ပြီးလို့ချင်းကျွန်တော်၄ရက်တနင်္ဂနွေနေ့9နာရီခွင်းမှာဆိုရင် Brave ကိုအဝေးဝင်းကစားဖို့ရှိနေတယ်9ရက်နေ့ကျွန်တော်တောက်ကြနေတနိုင်ခွင်းမှာဆိုရင် Viva အောင်နဲ့ထည့်ပြီးတော့ UU ပါလေစီမီဖိုင်နေဒုတိယအကြော်ကိုရီးယား Ultra ပေါ်မှာကစားဖို့ရှိနေတယ် ဆိုတော့ဒီ၃ပွဲအနေထားမှာဆိုရင်နှစ်ပွဲကကျွန်တော်တို့အသေးတက်ကိုရေးကြည့်တယ်မထူးတော့ဘူးလေကျွန်တော်တို့ဒီဘရက်ဖို့ကိုဟိုချုံးပါစေဟုတ်တယ်မလားပရီးမီးယားလေးကဘယ်လောက်ပဲစုပ်ပြည့်တက်နေပါစေယူပါလေးကကျွန်တော်ရေးကြည့်တယ်ဒါကြောင့်ကစားသမားတချို့တစ်ဝက်ကိုဒီနေ့ပွဲစီမှာလဲထည့်ပြီးတော့အနာပေးရဖို့အနေထားတစ်ခုရှိတယ်ဒါပေမဲ့ဒီနေရာမှာပေါ့ဗျာကျွန်တော်ပြီးခဲ့တဲ့ဟူဗိုင်ဒန်ရဲ့ပွဲစဉ်ကလူစင်းနည်းနည်းပြောင်းလဲဖို့ရှိနေတယ်ကက်စမီရိုတို့ဘရူနိုဖာနီတဲတို့ကိုပထမပိုင်းမှာ မြင်တွေ့ဖို့အလားအလာရှိတယ်ကျွန်တော်အသင်ကပရီးမီးယားလိမ်းမှာဘလို့မှအခြေအနေမကောင်းဘူးဆိုတော့ညာလေဟိုထိုက်တင်းတလောက်တော့ဇရာတစ်ခုကတော့ရက်တင်နိုင်ကိုဒိုးတယ်အချက်တကွေကျိုးနေမဖြစ်ဘူးပေါ့ဗျာဆိုတော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့ဘူပါရတနဲ့ပွေးစီတုံးကလူစင်းကိုကြည်အားလို့ချင်းကိုသမားနေရာမှာ NVO နန်းနာတုံပြုခဲ့တယ်နောက်တဲ့ဆက်တဲ့ဘက်၃ရောက်မှဆိုရင်လူငယ်ကစားသမားလေးဖြစ်တဲ့တိုင်လာဖရက်ဒရစ်ဆင်ကိုကျွန်တော်အသုံးပြုခဲ့တယ်ဘေးလိုက်ပဲအချက်မှာပေါ့ဗျာပြီးလို့ချင်း ကျွန်တော်တို့ဒီဗီတာလီနေလို့ရဲမဇရာဝီတို့ကျွန်တော်တို့ထစ်သိမ်းအသုံးပြုခဲ့တယ်။ကွင်းလင်လေးရောက်နေတာမှဆိုရင်အေရီယာမဲတို့ကျွန်တော်တို့ပွေထုတ်ခဲ့တယ်ပြီးလို့ချင်းခရစ်တီအေရီစင်ဥဂါဒင်းနဲ့ကျွန်တော်တို့ဒီပထရိတ်ဒူကိုကိုဒီကိုဒါလော့နေရာမှာအသုံးပြုခဲ့တယ်။နေပတဲ့နေရာမှာဆိုရင်ကူဘီမန်နူးနဲ့ကာနာချိုအသုံးပြုပြီးတော့အထောင်ပါဆိုရင်ကျွန်တော်တို့ရွေးချယ်စာမရှိပဲ point line ကိုထစ်သိမ်းအသုံးပြုခဲ့တယ်။ဆိုတော့ဒီလူစီရင်အတိုင်းတော့ပွေထုတ်လာမှာမဟုတ်ဘူး။ဒါပေမဲ့လို့ဒီဖရက်ဒရီဆန်တို့ကျွန်တော်တို့ဒီဟယ်ရီယာမဲတို့ပြန်ပြီးတော့ မြင်တွေ့လာဖို့ရှိနေတယ်ဒီနေ့အနေထားတစ်ခုပေါ့ဗျာဆိုတော့စာသမားတွေပွေထုတ်လူစည်းမှာဘသူတွေကပါဝင်လာဖို့ရှိမလို့ဆိုတာကျွန်တော်ကြည့်ကြည့်အောင်ပွေထုတ်နေတာကတော့ကျွန်တော်ဒီကိုသမားနေရာကတော့သိပြီးတော့ပြောင်းလဲလာမှာမဟုတ်ဘူးလို့ကျွန်တော်ကတော့ယူဆတယ်အွန်နနာပေါ့ဗျာစံတစ်ပတ်သုံးယောက်ကတော့ပြန်ပြီးတော့ကျွန်တော်တို့ဒီ Federation ကိုလူငယ်ကစားသမားလဲပွေထုတ်လာဖို့ရှိနေတယ်လို့ကျွန်တော်ယူဆတယ်။ဘာကြောင့်လဲဆိုရင်ဒီကစားသမားလဲက Uber နဲ့ပွေးစီမှာတကယ့်ကိုအလုံးလုံးနေတဲ့ရှိတဲ့ player ဖြစ်တယ်။နောက်တစ်ခုကျွန်တော်တို့အသင်းမှာက ဒီလီတို့ဘာတို့လဲပါဝင်လာမှာမဟုတ်ဘူးဒါကြောင့်ဒီကစားသမားလေးကိုပြန်ပြီးတော့နေရာပေးဖို့ရှိနေတယ်သူတို့မဇရာဝီတို့ကိုဒီနေ့ပွေးစီမှာအနာပေးရဖို့အနေထားအစားသမားတို့စဉ်းစားကြည့်လဲအူဘာတနဲ့ပွေးစီမှာပွေးရှင်ရပြေးကိုကျွန်တော်တုံပြုခဲ့တယ်ဒါကြောင့်ဂျူပါလေးအနေထားတစ်ခုခြံထားဖို့အတွက်ကျွန်တော်တို့ဒီဖရက်ဒင်ဆီရဲ့ပြီးလို့ချင်းကျွန်တော်တို့အလင်မာဆိုရင်ဗီတာလင်ဒီလိုနဲ့ညာအစွင်ဖျားမှဆိုရင်မကွမ်းရသူမောလီနီယူပဲမဲတာတယ်အများပြီးတော့ လီနီယိုပွေးထုတ်လာစီရှင်နေမော်ကွမ်ရတို့ကိုကျွန်တော်ယူပါလိမ့်မှာအသွင်ပြုစီရှင်နေဘာဖြစ်လို့ဆိုတော့သူတို့ကကောင်းတိုက်ပေါ်တယ်ပြီးလို့ချင်းအဲ့လိုမျိုးဒီချင်းထုတ်တဲ့နေရာတွေမှာလည်းအနေထားတွေကကောင်းတဲ့အတွက်မော်ကွမ်ရကိုချက်ထားပြီးတော့လီနီယိုပွေးထုတ်လာဖို့မျှော်မဲမိတယ်စာသမားတို့ဆိုတော့ဒါကနောက်တဲ့၃ရောပေါ့ဗျာကွင်းလင်းဆိုရင်တော့ကွင်းလင်းမှာနှစ်နေရာလောက်ပြောင်းလဲဖို့ရှိနေတယ်အထူးသဖြင့်ကျွန်တော်ကွင်းလင်းအထိုင်နေရောက်မှဆိုရင်ကက်စမီရိုနဲ့ဘရူနိုဖာနီတဲ့ကိုပွေးထုတ်လာဖို့ကျွန်တော်ခံမဲမိနေဘာကြောင့်လဲဆိုရင်ဒီကစားသမားတွေက ။ဥပါဒနဲ့ပွေးစီမှာကျွန်တော်အနာပေးခဲ့တဲ့ကစားသမား၂ယောက်ဖြစ်တယ်။ကျန်တဲ့ကျွန်တော်အကွေးလင်ဘေးဖက်အချဲမှာဆိုရင်ဟယ်ရီယာမဲနဲ့ညာဖက်အချဲမှာဆိုရင်ပထရိတ်တူကိုပေါ့ဗျာ။ကျွန်တော်ကရွေးချယ်ခွင့်ရှိတယ်ဆိုပေမဲ့လို့ဒီလိုမျိုးအလေပြောင်းဖြစ်လာဖို့ရှိနေတယ်။ဒါပေမဲ့လို့ဒီနေရာမှာကတော့အမ်မိုရဲ့အနေနဲ့ကတော့ဖက်ဖက်ကပြောင်းလဲလာကောင်းလာနိုင်တယ်။စာသမားတို့ရဲ့ကျွန်တော်ကဒီနေ့ပွေးစီကိုဘယ်လိုပဲရလဲထွက်ဖို့ပေါ့။အဓိကယူပါလိမ့်မှာတော့ကစားသမားတွေကိုအနာပေးပြီးတော့ကျွန်တော်ယူပါလိမ့်မှာချင်းနေကောင်းဖို့လိုတယ်။ ဒါကိုတင်ရင်ဥဒိချက်အမှန်ဆုံးပဲဆိုတော့ကျွန်တော်နေပတန်နီးယားကိုကြည့်ကြည့်ရလို့ချင်းနေပတန်မှာလည်းပြောင်းလဲဖို့ရှိနေတယ်အထူးသဖြင့်ကျွန်တော်ဒီမေဆယ်မောင်းကိုနေပတန်တို့မှာထားပြီးတော့သူနဲ့အတူဂါနာရှိုပွေတော့လာဖို့ကျွန်တော်ခံမဲမိနေအမေဆယ်မောင်းတို့ကိုလည်းဒီနေ့ပွေးစီမှာပွေတော့ခွင့်ပေးသင့်တယ်ဘာလို့ဆိုတော့ PKD ပွေးစီမှာဆိုပထမဦးစားပေးအနေနဲ့ကိုဗီမိုင်းတို့ကိုထူးထင်သူပြုခဲ့တယ်ဒီနေ့ပွေးစီမှာကတော့ဒီရုပ်ရှော့မင်းသားကိုတော့အသုံးပြုစေရှင်နေသူအနေနဲ့ ပွေးထုတ်လာတဲ့အနေအထားတစ်ခုမှာခြေစမ်းအများကြီးပြနိုင်ပါစေလို့ကျွန်တော်မျှော်လင့်နေစာသမားတို့ရေဆိုတော့အထောက်မှာတော့ကျွန်တော်တို့ကရွေးချယ်ခင်မရှိပါဘူးစေကစီအနေနဲ့ injury ပြဿနာနဲ့ကြုံနေရတဲ့အတွက်အထောက်မှာ regiment ဝိုင်းလဲပဲပွေးထုတ်လာဖို့ရှိနေတယ်ဆိုတော့ဝိုင်းလဲကပေါ့ဗျာပြောမယ်ဆိုရင်ကိုဗီမိုင်းနုံချက်တောင် အထောက်မှာသူရဲ့ကစားပုံကဘလိုမှကိုကျွန်တော်ခြေစမ်းပိုင်းအနေအထားမှာဆိုရင်အလုံးလုံးနဲ့လည်းမရှိတဲ့ player တယောက်ဖြစ်နေပြီး ဘလိုပဲအချိန်နဲ့ချိုးနေပါသေးကျွန်တော်မဖြစ်မနေအသုံးပြရမယ့်ကစားသမားတွေမှာဆိုရင်လေပိုင်လင်းတို့ပါဝင်နေတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ကရွေးချယ်ခွင့်မှမရှိတာအထောက်မှာ၂ယောက်လောက်ပဲရှိတယ်။ဇကီစီနဲ့ဖရက်ရှ်မန်ပိုင်လင်းဇကီစီကအင်ဂျူရီပြဿနာတရားရှင်တွေရှိနေတယ်။ဒါကြောင့်ပိုင်လင်းပဲကျွန်တော်ဥဆောင်လို့ရှိနေပါဗျာ။ဒါကကျွန်တော်ရဲ့ခံမင်းကျေပွေးထက်လူစင်းစစ်တရားပေါ့ဗျာဒီနေရာမှာမဆရာဝီတို့ကိုလည်းထေကောင်းထေလာနိုင်တယ်သူတွေမို့လို့ချင်းပြီးခဲ့တဲ့ပွေးစဉ်တွေကအတိုင်းပဲခရစ်စတင်အေရစ်စင်တို့ ကူကာတေးတို့ကလေးမြေတေးကောင်းမြေတေးရနိုင်တယ်ဒါပေမဲ့ကျွန်တော်ကတော့ဒီနေ့ပွဲစီမှာဒီလူစင်းစစ်တယောက်ကိုပဲဟိုပွေးထုတ်လာလိမ့်မယ်ယူစားတယ်ဘာကြောင့်လဲဆိုရင်ဟိုကက်ဆီမီယိုနဲ့ဘရူနိုဖာနန်တေးတို့ဆိုရင်လည်းပြီးခဲ့တဲ့ဥပါတနေ့ပွဲစီမှာသူတို့ဒုတိယပိုင်းပွေးပြီးဆုံးကနေတော့မှာပဲဝင်လာတယ်လို့ကျွန်တော်ပြောလို့ရတယ်ပထမပိုင်း45မိနစ်လောက်ပဲအသုံးပြုမိဆိုရင်လည်းဖြစ်တယ်ဆိုတော့ကျွန်တော်လက်ရှိဒီနေ့ပွေးစီက ကျွန်တော်ကတော့ဥပါတနဲ့ပွေးစဉ်တွေကလည်းပါပဲမမဲရေးပါဘူးနိုင်နိုင်ရှုံရှုံသေးကြကြပေါ့ဗျာနိုင်ကြလို့ရှိရင်တော့တိုင်းထလွင်ပေါ့ဘာဖြစ်စရောကိုဒီအသင်းနေနဲ့ပရီးမီးယားလိမ့်မှာတကီးကိုဆုတ်ချနေတဲ့ခြေစမ်းတွေကိုချိနေတယ်ယူပါလိမ့်မှာတော့ကျွန်တော်နိုင်ပွေးတွေဆဲနေတာပေါ့ဗျာဆိုတော့ညီကတို့အမြင်လေးတွေဆွေးနွေးပေးကြပါဦးကျွန်တော်တို့အသင်းနေနေကပေါ့ဗျာပရီးမီးယားလိမ့်ပွေးစဉ်၃ဈေး၃မှာလဲရဲလဲဆိုးဝါးခဲ့တယ်အခုပရီးမီးယားလိမ့်ပွေးစဉ်၃ဈေးလဲအဝေးခွေနောက်ထပ်ပွေးစဉ်အနေနဲ့တခုမှကျွန်တော်ဘယ်လိုလာမလဲအမေရိကာ ဒီစစ်တယောက်မှာဘသူတွေကိုပြောင်းလဲလာမလဲနောက်တန်းကွင်းလေ level 10အထောင်အစတပိပေါ့ဗျာဘာဖြစ်ဆိုတော့ကူပီမိုင်နိုတို့ဆိုရင်လဲအထောင်တို့မှာအမ်မိုရယ်ကကစားစေခဲ့တဲ့အတွက်ပြောလို့တော့မရဘူးအာယေရှုခင်မရှိတဲ့နေရာတွေကဆိုရင်ဒီအထောင်တို့ level 10တို့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီနောက်တန်းကိုသမားတွေပေါ့ဗျာဘာဖြစ်လို့ဆိုတော့ကိုသမားတွေက brain တာလေးထုံနေလကောင်းပါပဲတူရင်တယ်လေးထုံနေလကောင်းပဲအိုနာနာလေးထုံနေလကောင်းပဲဒီ၃ယောက်က တကယ်ကိုကောင်းတဲ့ဂိုးသမားတွေလို့ကျွန်တော်မျက်ချက်ပြုလို့မရဘူး။အိုနာနာအနေနဲ့ပွေးတန်းလိုလိုမှာဂိုးပေးနေရတာ။စေပွေးတပွေးပေးကောင်းတာ။ပြောလို့မရဘူးပေါ့ဗျာ။ဒီနေ့ပွေးစဉ်ကတော့အာအတင်းကရှုံးပွေးတွေဆက်နေတဲ့အနေအထားတစ်ခုမှာကန်ကောက်ထောမော့ဆန်နဲ့နိုင်တော်မလားဆိုတာပဲ။အဲ့ဒီကန်ကိုပဲကျွန်တော်ပုံရှားရမှာပဲ။မျော်လင့်ရမှာပဲ။ဘာဖြစ်လို့ကန်ဆိုတာကတကယ်ကစားသမားတွေပေါ်ဖော်မန့်ကောင်းကောင်းနဲ့မနိုင်မရှိငါတို့ပွေးမပြီးမရှိကစားမယ်ဆိုတဲ့အတွေးတစ်ခု ရှိခဲ့မယ်ဆိုရင်သူတို့ရဲ့စိတ်ထဲနဲ့နိုင်ဖို့ဘက်ကိုလည်းဖြေကောင်းဖြစ်နိုင်မှာပေါ့ဗျာဆိုတော့ညီကတို့အမြင်လေးတွေဆွေးနွေးပေးကြပါအောင်ကျွန်တော်ပွေးထုတ်လူစီအနေထားမှာကဘယ်သူတွေပါဝင်လာဖို့ရှိမလဲဒီနေ့ပွေးစီကိုနိုင်နေချင်ရှိမလားတရေပဲကျွန်တော်ကြတော့မလားသူတွေမောအရှုံးနဲ့ပဲရေဆိုင်မလားဆိုတာညီကတို့ရဲ့အမြင်လေးတွေဆွေးနွေးပေးကြပါအောင်ကျွန်တော်တို့မယ်ဆောင်နေတဲ့အစ်တင်နေတဲ့ဒီနေ့ပွေးစီကဘလို့ပဲရလဲထွက်ပေါ်နေပါစေကျွန်တော်တို့ပြိသက်တွေအတွက်ကတော့အရေးမကြီးတော့ပါဘူးအထူးတော့ဘူးလေပရီးမီးယားလိမ်မှာဘလို့ပဲတဲမစင်ကလွှဲပြီးတော့ ရာလိုက်တွေထွက်ပေါ်နေပါစေကျူပါလိုက်တခုကတော့အချင်းနေကောင်းမို့လို့တယ်ဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်တို့ဒီနေ့ပွေးစဉ်ပြီလို့ချင်းလဲပွေးပွေးသူတဲ့ချက်ဗီဒီယိုကိုလည်းထည့်မှန်ပြီးတော့တင်ဆက်ဖို့ရှိတဲ့အတွက်ပွေးပွေးသူတဲ့ချက်ဗီဒီယိုကိုလည်းညီကိုလည်းစောင့်မျှော်ကြည့်ကြည့်ပေးပေးကျွန်တော်တိုက်တွန်းပါတယ်မေဆောင်နဲ့တဲ့ပိတ်တဲ့တူတယောက်ချင်းအတိုင်းနဲ့မြန်မာနိုင်ငံသူနိုင်ငံသားကဘာသူကဘာသားပေါင်းလို့တဘာဝဘဲတဲ့အပေါ်မှာမြန်ဆုံးလွယ်ငင်းအရာရာပြည့်ပြည့်စုံတဲ့ဘောတွေကိုပိုင်ဆိုင်နိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းပေးနေဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ် အစ်တစ်တော့မရင်ဖန်များလဲအဲ Lion Square လေးတွေမလို့အစ်တစ်ဒီ channel လေးကို Lion Square နဲ့ notification ခေါင်းလုံးမျိုးကိုတီးထားပြီးတော့ကူပွန်ဝမ်းရံအားပေးကြဖို့လဲကျွန်တော်မြစ်တာရက်ခံပါတယ်ဆိုတော့အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြင်ပြကြအောင်အားလုံးပဲ okay ပါ